အာရှာကြားကြီးအိပ်ပျော်နေပေမဲ့ရှယ်ကျန်းနေတဲ့ယူဆက်ခွန်ကြားပေါက်လေးများ အားလုံးပဲမင်္ဂလာပါစူသာ99 football channel နဲ့ပြောညီကိုလိုနေတွေ့သွားကြိုဆိုလိုက်ပါရစေ။အာရှာကြားကြီးလို့တင်စားကြတယ်ကျွန်တော်တို့မြန်မာစီနီယာအသင်းကြီးကတော့ Asian Cup qualification မှာစီးရီးယားကိုရှုံးပြီးတရေးပြန်အိပ်သွားခဲ့ပေမဲ့လို့ U21 ကြောင်းငယ်လေးတွေကတော့ AFC U17 Asian Cup qualifier မှာအုပ်စုတွင်၃ဘက်ကစား၃ဘက်လုံးကိုအနိုင်ယူပြီးရှေ့ချမ်းပြနေတာဖြစ်ပါတယ်။ အုပ်စုဖွံ့ဖွဲ့ရှင်မှာတော့အာဖဂန်နစ္စတန်တင်းကို3-1ဆိုတဲ့ရက်စက်နဲ့အနိုင်ရရှိတာတာဖြစ်ပါတယ်။အုပ်စုဒုတိယပွဲစဉ်မှာဆိုရင်လည်းနီပေါတင်းကို6-0ကိုမရှိဆိုတဲ့ပြတ်သားတဲ့ရလတ်နဲ့အနိုင်ယူထတာဖြစ်ပြီးတော့အုပ်စုတတိယပွဲစဉ်နဲ့အရေးကြီးဆုံးယူဆရာဆုံးပွဲစဉ်ဖြစ်တဲ့ပွဲဖြစ်တဲ့အိုမန်ရဲ့ပွဲကိုတော့2-0ဆိုတဲ့ရက်စက်နဲ့အနိုင်ယူလိုက်ပြီးဖြစ်ပါတယ်။ဆိုတော့လက်ရှိ3ပွဲကစားပြီးချိန်မှာအုပ်စုပထမနေရာကို3ပွဲနိုင်တဲ့အပိုင်သိမ်းထားတာဖြစ်ပြီးတော့ ဒီသုံးပွဲမှာဆိုလို့ရှိရင်လည်းသုံးကိုကိုကိုရှိပြီးတော့ပေကိုကတကိုးသေးတာခွန်ပြူထားတာဖြစ်ပါတယ်။ဒါကတော်တော်လေးကျင်နေစရာကောင်းမွန်တဲ့ရလဒ်တွေဖြစ်ပြီးတော့တိုးတက်လာတဲ့ယူဆက်ခွန်လူငယ်ကလေးတွေရဲ့ခြေတော်ကိုလည်းအသီးမပြူချီချူးကျင်ပါတယ်။ဒီကလေးတွေရဲ့ကစားပုံကိုကြည့်ရတာကလည်းတော်တော်လေးကောင်းမွန်ပြီးတော့ကျင်နေအားရလောက်စရာခြေစွမ်းတွေကိုပြသထားတာဖြစ်ပါတယ်။မြန်မာပြည်သက်တွေအနေနဲ့ကလည်းတခဲနဲ့လာရောက်အားပေးမှုတွေကိုပြုလုပ်ပေးနေပြီးယူဆက်ခွန်ကလေးတွေရဲ့ခြေတော်ကို တော်တော်လေးနှစ်သက်သဘောကျနေတာကိုမြင်တွေ့ရပါတယ်။လက်ရှိမြန်မာအသင်းပါဝင်၅သင်းရှင်ပြိုင်နေတဲ့အုပ်စုမှာဆိုလို့ရှိရင်အုပ်စုဘုတ်တဲ့သား qualifier အောင်မြန်မာဖြစ်တဲ့အတွက်လက်ရှိမှာခြေသွန်းပြနေတဲ့မြန်မာယူဆက်ကွန်လူငယ်လေးတွေနေနဲ့၂၀၀၆နောက်ပိုင်းနှစ်ပေါင်း၃၀နီးပါးဝေးကွာနေတဲ့ Asian Cup qualification ကိုဒီနှစ်တော့အောင်မြင်မှုအလားအလာကောင်းနေတာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်အသင်းမှာဆိုရင်လေတိုက်စစ်မှုဖြစ်တဲ့ရေနိုင်အောင်နောက်တန်းမှာရှိတဲ့မျိုးခန့်ကျော်နဲ့ အသင်းကောင်းဆောင်အောင်ဒီဟာတို့ကနှစ်ကိုးစီတွန်းယူပြီးတော့ခြေစွမ်းပြနေပါတယ်။ကျန်တဲ့ကစားသမားလေးတွေအနေနဲ့ကလည်းသူ့နေရာနဲ့သူခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့အတွက်ဒီနှစ်တော်ခြေစပွဲအောင်မှုရသေချာတော့ရှိနေပြီဖြစ်ပါတယ်။ခြေစပွဲနောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းစီးရီးယားအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်ကလည်းကျွန်တော်နိုင်ပွဲတစ်ပွဲဖြစ်လာဖို့ရာတေချာလို့နေလာဖြစ်ပါတယ်။ဆိုတော့ကအာရှကြားကြီးတွေအိမ်မောကြနေချိန်မှာ အာရှယူဆက်ကွန်လူငယ်လေးတွေအနေနဲ့ကတော့ လာမယ်2026 sorry မှာကျင်းပမယ် AFC U17 World Cup ကိုဝင်ရောက်ရှင်ပြိုင်နိုင်မှုရလက်တကန်းကွာသို့ရောက်ရှိနေပြီလို့ပြောရမှာဖြစ်ပါတယ်။ U17 လူငယ်လေးတွေအနေနဲ့ကလည်းမြမဘောလုံးရွှေခင်ကိုပြန်ရောက်လာအောင်ပြုလုပ်ပေးနိုင်မလားကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Syria အသင်းရဲ့ပွဲစဉ်မှာမြမ U17 လူငယ်လေးတွေနဲ့ဘဏ္ဍကိုသုံးမိများအနိုင်ယူသွားနိုင်လေဆိုတာကိုလည်း ညီကိုတို့အနေနဲ့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်